ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့ကိုစစ်တောင်းထူလာတဲ့အကြံဖန်စစ်တပ်ကအသက်16နှစ်ရွယ်မိန်းကလေးငယ်ကိုမရင်းကျင့်တပ်ဖြတ်ပြီးပါအမိ၃ဦးစလုံးကိုတပ်ပစ်ခဲ့တယ်ဆိုတဲ့သတင်းစကိုင်းတိုင်းဒဇယ်မျိုးနဲ့ကန်ထူးမရွာကို အကြံဖတ်စေအုပ်စုကလေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်တေဆုံးသူအ ਨੇ ဆုံး12ဦးရှိပြီးချက်မှန်တိုးလာနိုင်တယ်ဆိုတဲ့သတင်းနဲ့အတူအခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင် ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့ကိုစစ်ကြောင်းထိုးလာတဲ့အကြံဖန်စစ်တပ်ကအသက်16နှစ်ရွယ်မိန်းကလေးငယ်ကိုမရင်ကျင်တပ်ဖြတ်ပြီးတအားမိ၃ဦးစလုံးကိုတပ်ပစ်ခဲ့တယ်ဆိုတဲ့တဲ့။စကိုင်းတိုင်းဒဇယ်မြို့နယ်ကန်ထူးမရွာကို အကြံဖန်စစ်အုပ်စုကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်တေဆုံးသူအနည်းဆုံး12ဦးရှိပြီးချက်မှန်တိုးလာနိုင်တယ်ဆိုတဲ့တဲ့နဲ့အတူအခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ ပထမဦးဆုံးသတင်းလပုံအနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့ကိုစစ်ကြောင်ထုံးလာတဲ့စစ်တပ်ကအသက်16နှစ်အရွယ်မိန်းကလေးငယ်ကိုစစ်တပ်ကမရင်ကျင်တပ်ဖြတ်ပြီးတန်ကားတပားအပအဝင်စစ်စုပေါင်းပြည်သူ၄ဦးကိုရရက်ဆက်ဆက်ပြစ်ခတ်တပ်ဖြတ်ခဲ့ကြောင်းဒေသပြည်သူတွေရဲ့အသက်ခံရသူတွေရဲ့မိတ်ဆွေတူထံကသတင်းရရှိပါရရှင်စတင်မာလာ24ရက်နေ့ညနေပိုင်းကြောင်မဲမြို့နယ်နားအိုက်ခံရွာအနီးတန်ကားတော့တပားနဲ့စစ်ဘေးရှောင်တားမိ၃ဦးဖြစ်တဲ့ အသက်48နှစ်ရွယ်ဒေါ်လျံတမီးဖြစ်သူအသက်16နှစ်ရွယ်နန်းသိန်းစာတားဖြစ်သူ အသက်12နှစ်အရွယ်ဆိုင်းမောင်တူကိုစစ်တပ်ကတွေ့ရှိသွားကြောင်းအဲ့ဒီနောက်စစ်တပ်ကအသက်16နှစ်ရွယ်နန်းသိန်းစာကိုမရင်ကျင်ပြီးပထမဦးစွာတတ်ဖြတ်ကြောင်းဒါအပြင်ဒေါ်လျံနဲ့ဆိုင်းမောင်တို့ကိုလည်းပြစ်ခတ်တတ်ဖြတ်ခဲ့ကြောင်းတန်ဃာတော်ကိုကြေးရွာအနီးတွင်ပင်တတ်ဖြတ်ခဲ့ကြောင်းသိရှိရပါတယ်အသက်ခံရသူတွေကစစ်ဘေးရှောင်နေတဲ့နားအိုက်ခန့်ကြေးရွာကပါ မိန်ကလေးငယ်ကိုမရင်ကျင်တက်ဖြတ်ထားတာမြင်လို့တောင်မကောင်းဘူးအမေရောမောင်လေးကိုရောတတ်သွားတယ်ဦးစင်တပားကိုလည်းတတ်သွားတယ်စုစုပေါင်းတေဆုံးတာ၄ဦးပါစစ်တပ်အတုံးဆောင်တွေယူနီဖောင်းတွေဘောင်းမီတွေကြံခဲ့တယ်တဲထဲမှာလို့ဖြစ်စဉ်ကိုသိရှိထားသူတူကပြောပါတယ်။ရှမ်းကျောင်းသားတမကကလည်းကြောင်မဲမြို့နယ်တွင်စစ်တပ်ကအသက်မပြည့်သေးတဲ့မိန်းကလေးငယ်တအုပ်ကိုအာရမကျင်တပ်ဖြတ်ခဲ့ကတန်ကားတစ်ပါးပါဝင် စုစုပေါင်း၄ဦးကိုတပ်ဖြတ်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ တတ်ခံထားရတဲ့မိသားစု၃ဦးနေထိုင်တဲ့ကျဲထဲမှာစစ်ကောင်စီတပ်သားတွေရဲ့ယူနီဖောင်းကြံရဲခဲ့ကြ။အခုလိုအပြစ်မဲ့ပြည်သူတွေကိုစစ်ရဇဝတ်မှုကျူးလွန်နေတဲ့စစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်ခြင်းမပြုပဲအေးအေးယူပင်ရန်ကမ္ဘာနိုင်ငံအသီးသီးနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကိုရှမ်းကြောင်းသားတမကကတောင်းဆိုထားပါတယ်။ရှမ်းကြောင်းသားတမကအနေနဲ့ပြည်သူများပေါ်ရဇဝတ်မှုတွေကျူးလွန်လျက်ရှိတယ်။ဆေးရဇဝကောင်များကိုရရနီးနဲ့အပြစ်ပေးအေးအေးယူသွားနိုင်ရင်ကုညီပေးသွားမယ်လို့ထုတ်ပြန်ထားကြောင်းသတင်းရရှိပါရရှင်။ ောက်ချက်တဲ့နေပုံအနေနဲ့စကိုင်းတိုင်းဒဇယ်မျိုးနဲ့ကန်ထူမရွာကိုစစ်အုပ်စုကစက်တင်ဘာလ26ရက်နေ့မနေ့ကမနက်7:00နာရီခွဲလောက်ကဘုံကျဲတိုက်ခိုက်တာကြောင့်တေဆုံးသူအ ਨੇ ဆုံး12ဦးရဲ့ရုပ်အလောင်းတွေကိုကောက်ယူထားရှိတယ်လို့မြေပြင်မှာရှင်းလင်းရေးလုံနေသူတွေထံကသတင်းရရှိပါတယ်ရှင်။တေဆုံးသူတွေထက်ရှိလာနိုင်သေးပြီးလေချောင်းဘုံကျဲလို့နေအိမ်တွေလည်းမီးလောင်နေတာကြောင့်တေဆုံးကြီးကအရေးအတွက်ကတော့အတိအကျမသိရသေးဘူးလို့ ဒဇယ်မျိုးနဲ့ပြည်သူ့လုံခြုံရေးအဖွဲ့တာဝန်ရှိသူကပြောပါတယ်။အလောင်း၁၂လောင်းတော့လလောဆယ်တွေ့ပြီပေါ့။အဲ့ဒါကိုကျွန်တော်တို့တကြိုပေးဖို့လုပ်နေတယ်။ကျန်တာကအဲ့နာကတ်မရသေးဘူး။မီးလောင်နေလို့အဲ့ဒီနားလေးကိုကိုရဆိုင်တဲ့စီဆိုင်ပန်းဆိုင်တဲ့နေတော့မီးကလည်းလောင်နေတာဆိုတော့အဲ့ဒီနားကတ်မရသေးဘူး။ကတ်ရတဲ့အလောင်းကိုထုတ်ထားပါတယ်လို့ပြောပါတယ်။စေအုပ်စုကကန်ထူးမရွာအတွင်းကပန်းဆိုင်စီဆိုင်နဲ့အေးဆိုင်ကိုဘုံကျဲပြစ်ခတ်သွားတာဖြစ်ပြီး ်အသက်20အရွယ်အမျိုးသမီးတဦးနဲ့အမျိုးသား၄ဦးတို့ရဲ့ရုပ်အလောင်းတွေကိုကောက်ယူပြီးတကြိုးဖို့လှောက်ဆောင်နေကြတယ်လို့သိရပါတယ်။တေဆုံးသူတွေထဲမှာပယံလောက်ကင်နေတဲ့အလုသမာ၂ယောက်၊ဈေးတဲ့၁ယောက်နဲ့လမ်းသွာလမ်းလာ၂ယောက်ပါဝင်တယ်လို့ဆိုပါတယ်။ကန်ချူးမရွာအပါအဝင်အနီးပတ်ဝန်းကျင်မှာတိုက်ပွဲဖြစ်နေတာမရှိပဲဘုံကျဲကြခိုက်သွားတာဖြစ်တယ်လို့ပြောပါတယ်။မြန်မြန်ရဲစခန်းလေးရှိတဲ့ကန်ထူမရွာကိုစစ်အုပ်စုနဲ့ပြူစောတီတွေကအထိုင်စခန်းချထားခဲ့ရ2024ခုနှစ်မတ်လအတွင်းမှာ ကြော်လင်းအင်အားစုတွေကတိုက်ခိုက်သိမ်းယူပြီးစုမှုထိန်းချုပ်ထားတာဖြစ်ကြောင်းသတင်းရရှိပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရခိုင်ပြည်ဘူးသီးတောင်မောင်တော်မြို့နယ်ရှိကျေးရွာဆယ်ရွာမှာအကူအညီလိုအပ်နေတဲ့မွတ်စလင်လူဦးရေ9400ဦးကိုအာရခတက်တော် AA ရဲ့ HGCO ရုံးကကူညီထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိပါရရှင်။အလူရှင်များပါဝင် မိဖက်ဒေသခံအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး ဇူလိုင်လနဲ့ဩဂတ်လအတွင်းမှာထောက်ပံ့ပေးခြင်းဖြစ်ကြောင်း HGCO ယုံကစက်တင်ဘာလ25ရက်နေ့မှာထုတ်ပြန်ထားပါတယ်။အိမ်နောက်စု989စုလူဦးရေ9400ယောက်ကိုစံ429အိမ်တာပေါ်လင်248ကျန်းငွေသား638000ကျန်းကိုဝန်စားအားစေ200ကိုကန်နဲ့မျိုးစဘာ20အိတ်ကိုထောက်ပံ့ပေးခဲ့တယ်လို့ HGCO ကဆိုပါတယ်။လူသားချင်းစာနာထောက်ထားမှုအကူအညီများရရှိမှုနေပါနေတဲ့မြို့နယ်တွေမှာ ဒုက္ခသည်တွေအပါအဝင်ဒေသခံပြည်သူတွေကိုအရေးပေါ်ကူညီများဆက်လက်ထောက်ပံ့ပေးနိုင်ကြိုးပမ်းနေကြောင်းလည်းသိရှိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ18ရက်နေ့ကလည်းဘူတီတောင်မောင်တော်ရတက်တောင်ပုံနာကျွန်းပလက်ဝါမင်းပြားပေါတော်အမ်ကြောက်ဖြူရန်ပြဲတောင်ကုန်းကွားမြို့နယ်တို့ကပြည်သူ13286ဦးကိုကျမရေးချင်အောင်6850လုံးထောက်ပံ့ပေးခဲ့ကြောင်းလည်း HDCO ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါရရှင်။ နောက်ထပ်သတင်းပုံအနေနဲ့ရှမ်းပြည်နယ်တောင်ပိုင်းရွာငံမြို့နယ်ကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထုံနေပြီးပြည်သူတွေကိုဖမ်းဆီးကာနေအိမ်တွေကိုလည်းမီးရှို့နေတယ်လို့ဒနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်မတော် DSMDA ကတာဝန်ရှိသူတူထံကသတင်းရရှိပါရရှင်စတေမာလာဒုတိယအပတ်ကရွာငံမြို့နယ်ရဲ့အနောက်ဘက်ခြမ်းတောက်တော်ကျေးရွာကိုအင်အား120ဝန်းကျင်နဲ့စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးဝင်ရောက်ခဲ့ကြောင်းလက်တလောမှာ၄အိမ်20ကျောင်းနဲ့စပါးကြီးတွေမီးရှို့ခံထားရတာ ကိုနှစ်ရွယ်ကလေးအပါအဝင်စစ်ဆောင်ပြည်သူ၆ဦးကိုဖမ်းဆီးသွားတယ်လို့အသိပေးထားပါဗျ။စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်မမိတိလာအခြေဆိုင်တပ်မ69နဲ့အရှိပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်မ55လက်အောက်ခံတပ်တွေပါကြောင်းစစ်ကြောင်ထိုးတာကြောင့်ကြောက်တော်ရွာနဲ့ညောင်မင်းသားရွာကပြည်သူ600ထက်မနည်းစစ်ရှောင်နေကြရပြီ။စာနယ်ရိတ်ခါပြက်လက်မှုအကြီးကျယ်ခံစားနေရတာကြောင့်ပြည်သူတွေကိုဝိုင်းဝန်းကူညီပေးကြဖို့လည်း DSNDA ကမြစ်တာရက်ခံထားပါဗျ။ စစ်ကောင်စီတပ်ကရွာငံမျိုးနယ်ကိုအော့ဂက်လာကစပြီးအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်နေတာပဲ ဖြစ်ပါတယ်။အထူးသဖြင့်မိတိလာခရိုင်နဲ့ထိဆက်နေတဲ့ဘရွာငံမျိုးနယ်တွေကရွာတွေကိုဥတီစစ်ကြောင်ထိုးနေတာတွေ့ရတယ်လို့စစ်ရေးသတင်းရင်းမြစ်ကဆိုပါတယ်။ရွာငံမှာစစ်ကောင်စီအင်အား900ကျော်တယ်။သတင်းအရဆိုရွာငံကိုအင်အားတထောင်တည်ဆင်းမယ်လို့သိရတယ်။တရားမဝင်ရေကောက်ပွဲလုံနိုင်အောင်နေနေရှင်းနေတာပေါ်လို့သူကရှင်းပြပါတယ်။ ်အောက်ဂတ်လကမင်းပလောင်ရွာကစစ်ပေးဆောင်ပြည်သူတွေနေထိုင်တဲ့တော်တွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တာစစ်ဆောင်တဲတွေကိုမီးရှို့ခဲ့တယ်လို့ GSNDA ကဆိုပါတယ်။ညောင်မင်းသားရွာနဲ့ကြောက်တော်ရွာကိုလည်းအောက်ဂတ်လ18ရက်နေ့နေ့လယ်ပိုင်းကဂျက်ဖိုင်တာတစီရဟတ်ရဲ့2စီ3မီဘုံတွေကျဲချခဲ့ပြီးနေအိမ်အလုံး30ကျော်ပျက်စီးခဲ့ကြအောင်တင်ပြရရှိပါရရှင်။နောက်ထပ်သတင်းနှပုံနေနဲ့ ပြည်သူຫນွေဦးတော်လိုင်းရေးအပေါ်ကဘာအခြေအနေအရရကမျက်နှာသာပေးမှုအများကြီးမရှိတဲ့အပေါ်စိတ်ပြအားငယ်နေစရာမလိုပဲကိုခွန်ကိုအားနဲ့တော်လိုင်းရေးကိုအဆုံးသတ်အောင်ဝဲဆင်နိုင်ကြောင်းပြသရမယ်လို့ NUG ပြည်တော်စုဝန်ကြီးချုပ်မန်ဝင်းခန့်တန်းကပြောကြားလိုက်ကြောင်းသတင်းရရှိပါရရှင်စက်တင်ဘာလ25ရက်ကကျင်းပခဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးမှာ ဝန်ကြီးချုပ်ရဲ့ပြောကြားချက်ကို NUG သတင်းပြန်ကြားရေးဌာနကဖော်ပြခဲ့ပါတယ်။ NUG ယာယီသမ္မတဂျူဝါလက်ရှိလာကလည်းလက်ရှိခုခံတော်လှန်စစ်ဟာအခက်ခဲအတားအဆီးတွေကြုံနေရပါပဲ။မလျှော့သောဇွဲနဲ့တော်လှန်ရေးပန်းနိုင်ကိုဆက်လက်စုပ်ကိုင်းပြီးအကျူဝိုင်းဝန်းချီတက်ကြဖို့စတေမာလာခုနှစ်ရည်ကကြာရောက်တဲ့ပြည်သူ့ကုကံတော်လန့်စစ်ကြေညာခြင်း၄နှစ်ပြည့်နေမှာပြောကြားခဲ့ပါတယ်။ဒေသတွင်နိုင်ငံတွေအနေနဲ့လည်းစစ်အာဏာရှင်တွေရဲ့မျက်နှာကိုမကြည့်ပဲ မြန်မာပြည်သူတစ်ရက်လုံးရဲ့မျက်နှာကိုငဲ့ဖို့လေးနက်စွာတောင်းဆိုချင်ပါတယ်။ဒါပြင်ကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်လမ်းပြမြေပုံဖြစ်တဲ့ Federal Democracy ဖြစ်ထွန်းပေါ်ပါဖို့ဝိုင်းဝန်းကူညီပေးကြပါလို့တိုက်တွန်းလိုပါတယ်။ကျွန်တော်တို့တိုင်းရင်းသားပြည်သူလူထုတစ်ရက်လုံးလိုလားတောင်းကြနေတယ်။ Federal Democracy နိုင်ငံသက်တည်ဆောက်ရေးဟာပြည်သူလူထုတစ်ရက်လုံးအပါအဝင်ဒေသတွင်းနိုင်ငံတွေရဲ့ အကူအညီအားပေးမှုကိုရရှိမှသာပုံမမြန်ဆန်အောင်မြင်နိုင်မှာဖြစ်ပါတယ်လို့ယာယီတမ္မရကပြောကြားထားပါတယ်။မနေ့ကကျင်းပခဲ့တဲ့ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစီအဝေးမှာပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းက NUG ကာကွယ်ရေးဝန်ကြီးဌာနအမှတ်၁စစ်ဒေသကုတ်ကဲမှုနဲ့ဖော်ဆောင်ခဲ့တဲ့သခိုင်းတိုင်းကတာခရိုင်ဗမောက်မြို့သိမ်းအောင်ဝဲအတွက်လည်းဝမ်းမြောက်ဂုဏ်ယူကြောင်းပြောကြားခဲ့ပါတယ်။မြို့တမြို့သိမ်းပြီးပြီဆိုရင်နောက်ဆက်တွဲစီမံလှုပ်ဆောင်ရမှာတွေကလည်းအင်မတန်များပြားတယ်ဆိုတာ ရှေ့မှာအတွေ့အကြုံတွေလည်းရှိခဲ့ပြီးသားဖြစ်တဲ့အတွက်အတွေ့အကြုံတွေကိုအရင်ခံပြီးဝန်ကြီးဌာနများတေချာစွာပေါင်းစပ်ညှိနှိုင်းလှုံ့ဆော်ကြဖို့ညာစွာအရေးကြီးတယ်လို့လည်းပြည်ထောင်စုဝန်ကြီးချုပ်ကပြောကြားခဲ့ကြောင်းသတင်းရရှိပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကိုကန်တာ MNGA ထိန်းချုပ်ထားတဲ့တိုင်းဒီမျိုးမှာအာရမပြုကျင့်မှုနဲ့ရာဇဝတ်မှုကျူးလွန်ထားတဲ့တရုတ်လူမျိုး၃ယောက်နဲ့ မမာလီမျိုး၄ယောက်ကိုလူမြင်ဝေးရှိမှာတေရန်ချမှတ်ခဲ့သွားကြောင်းသတင်းရရှိပါတယ်ရှင်။မနေ့ကစက်တင်ဘာလ26ရက်နေ့မနက်ပိုင်းမှာမြို့စီအနီးမှာအာဓမပြုတ်ကျင်းမှုကျူးလွန်ထားတဲ့တရုတ်လူမျိုး၃ယောက်နဲ့ခုံမှုလူရက်မှုလူတက်မှုတွေကိုကျူးလွန်ထားတဲ့ဗမာလူမျိုး၄ယောက်ကိုတေရန်ချမှတ်သွားခဲ့တယ်လို့ဒေတာခန်တူကပြောပါတယ်။၃ယောက်ကမရိမှုကျူးလွန်ထားတဲ့သူတွေတရုတ်လူမျိုးတွေလို့ပြောတာပဲ။ကျန်တဲ့၄ယောက်ကဗမာလူမျိုးတွေ ခိုးမှုလူရက်မှုပြန်ပေးဆွဲမှုလူတက်မှုကျွလွန်ထားတဲ့သူတွေလို့ဆိုပါတယ်။ပြီးခဲ့တဲ့ဩဂတ်လကုန်ပိုင်း28ရက်နေ့ကတိုင်နီမှာတရုတ်စာတင်တဲ့ဆရာမတအူကိုအာရမပြုကျင့်တက်ဖြတ်သွားတယ်။ပြစ်စင်တစ်ခုရှိခဲ့ပြီးအခုသေးတန်းစီရင်တဲ့အချိန်မှာအဲ့ဒီဆရာမကိုအာရမပြုကျင့်တက်ဖြတ်သူတွေလည်းပါဝင်နေတယ်လို့တည်ရင်မြင့်ကဆက်ပြောပါတယ်။တရန်စီရင်တဲ့အခမ်းအနားကိုယာနဲ့ချီတဲ့ပြည်သူလူထုတွေတက်ရောက်ခဲ့ပြီးအခုအချိန်ကစလို့ဥပဒေကိုဖောက်ပြန်ကျွလွန်သူဘသူကိုမဆို ပြင်းထန်စွာအပြစ်ပေးခံရမှာဖြစ်ကြောင်းတာဝန်ရှိသူကအခမ်းအနားမှာပြောကြားသွားခဲ့ပါတယ်။ကိုကန့်ချာဟာပြစ်မှုကျူးလွန်သူတွေကိုအများပြည်သူရှေ့မှာတည်တံမကြခဏစီရင်ခဲ့ဘူးပြီ။အဲ့ဒီအပေါ်မှာလူအခွင့်ရေးစောက်ကြည့်သူများအဖွဲ့ကကန့်ကွက်ရှုတ်ချခဲ့ကြောင်းသတင်းရရှိပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းနေရအနှံ့မှာစစ်အုပ်စုလက်အောက်ခံစစ်သားတွေက မျိုးကန်လူငယ်တွေကိုစစ်မှုချမ်းရံအတွက်လို့ဆိုကာနေရောညပါဇက်တိုင်ဖမ်းဆီးမှုတွေပြုလုပ်နေတာကြောင့်မျိုးကန်လူငယ်တွေမှာလုံခြုံမှုမရှိပဲစိုးရိမ်ထိတ်လန့်နေကြရကြောင်းသတင်းရရှိပါတယ်ရှင်ဒေသခံတွေရဲ့ပြောဆိုချက်အရမနေ့ကစက်တင်ဘာလ25ရက်နေ့မနက်၈နာရီခွဲခန်းကစတင်ပြီးသခိုင်းမျိုးတကောင်ရဲဈေးရတိုးချဲ့ရက်ွက်တွေအပါအဝင်မျိုးရင်းနေရအနှံ့ပေါ်တာဆွဲဖန်းစည်းမှုတွေကိုစစ်အုပ်စုကအင်အားသုံးပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ် မနေ့ကစကိုင်းမြို့အနက်ဖမ်းဆီးမှုတွေမှာဇေယတိုးချဲ့ရက်ကွက်က အသက်20ကျော်လူငယ်နှစ်ဦးနဲ့ညပိုင်းဧဇရင်စစ်စေးစဉ်ရွာထောင်ရက်ကွက်မှာအသက်30ကျော်အမျိုးသားတဦးကိုလည်းဖမ်းဆီးခေါ်ဆောင်သွားတယ်လို့မြို့ခံမြို့သားတူကပြောပါတယ်။ဒါပြင်ဇကောင်းရက်ကွက်စစ်အုပ်စုလက်အောက်ခံရက်ကွက်အုပ်ချုပ်ရေးမှုနဲ့ဆွေမျိုးတွေပါစစ်မှုရန်ပေါ်တာဆွဲဖမ်းဆီးချင်းခံခဲ့ရတယ်လို့လည်းမြို့ခံတူကပြောပါတယ်။စစ်အုပ်စုလက်အောက်ခံတပ်ဖွဲ့ဝင်တွေဟာသူတို့ဖမ်းဆီးသွားတဲ့လူငယ်တွေကို တက်မ33တင်ခေါ်ဆောင်တာငွေတောင်းခံခြင်းတွေပြုလုပ်တယ်လို့တချို့ကိုရက်ဝေဒေတာတွေမှာတက်တာအဖြစ်ပို့ဆောင်ခြင်းတွေပြုလုပ်လေးရှိတယ်လို့ဇက်ပြောပါတယ်။ဖန်စည်းခံရသူတွေဟာအများအားဖြင့်အသက်18နှစ်မှာ35နှစ်ကြာလူငယ်တွေဖြစ်ကြပြီးစစ်မှုရန်မှုမဲပေါက်ထားကြသူတွေမဟုတ်ပဲခိုင်လုံတဲ့အကြောင်းပြချက်မရှိပဲဖန်စည်းခြင်းခံခဲ့ရတာဖြစ်တယ်လို့ဒေတာခံတွေကပြောပါတယ်။အဲ့ဒါလိုမျိုးပေါ်ရက်ွက်တွေမှာပေါ်တာဆဲဖန်စည်းတာတွေအပြင် မန္တလေးနဲ့စကိုင်းကိုဆက်သွယ်ထားတဲ့စကိုင်းတံတားပေါ်မှာလည်းမကြာခဏဖန်းစည်းစစ်ဆေးတာငွေကြောင်းခံတာတွေပြုလုပ်တယ်လို့လည်းသိရှိရပါတယ်။လက်ရှိမှာစကိုင်းမြို့ကန်လူငယ်တွေအနေနဲ့စစ်မှုတန်းအတွက်ဖန်းစည်းခံရမှာကိုစိုးရိမ်မှုတွေနဲ့မလုံခြုံမှုတွေခံစားနေရတယ်လို့ဒေသခံလူငယ်တွေထံကသတင်းရရှိပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ ရှမ်းတောင်ရွာငံမြို့နယ်ကဒေသခံတွေစစ်ရှောင်နေတဲ့နေရာတစ်ခုမှာမြေပြိုကျမှုဖြစ်ပွားခဲ့ပြီး အသက်တစ်နှစ်ွယ်ကလေးငယ်အပါအဝင်စစ်ရှောင်၁၀ဦးသေဆုံးခဲ့တယ်လို့ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်မတော် DSNDA ကမနေ့ကစက်တင်ဘာလ26ရက်နေ့မှာထုတ်ပြန်ထားကြောင်းသတင်းရရှိပါရရှင်။မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်ပြီးခဲ့တဲ့စက်တင်ဘာလ24ရက်နေ့ညမှာစတော်ရွာနယ်နမိတ်တော်တဲ့ရှိစစ်ရှောင်စခန်းတစ်ခုအပေါ်မြေပြိုကျခဲ့တာဖြစ်တယ်လို့ DSNDA ရဲ့ ်သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုကြားပြန်ကပြောပါတယ်မူဝရန်ရွာတာကြောင့်ပါစစ်ဆောင်စခန်းပုံသေးတော့မဟုတ်ပါဘူးယာယီရှောင်းတာပါ မိုးကနေ့စဉ်မရွာတဲ့ရက်မရှိပါဘူးလို့ပြောပါတယ်ငြိပြိုမှုကြောင့်အသက်တစ်နှစ်ခွဲအရွယ်အပါအဝင်အမျိုးသမီး၅ဦးနဲ့အမျိုးသား၁ဦးသေဆုံးခဲ့ပြီအသက်22နှစ်အရွယ်အမျိုးသား၁ဦးရဲ့အလောင်းသာပြန်ရှာတွေ့ခဲ့နိုင်တယ်လို့ဆိုပါတယ်လက်ရှိမှာတော့ကုညီရှာဖွေပေးမဲ့သူမရှိတာကြောင့် တေဆုံးသူတွေရဲ့အလောင်းကိုဆက်လက်ရှာမဖွေနိုင်တော့ပဲရက်တန်းရတယ်လို့ကိုကြားပြန်ကပြောပါတယ်။အဲ့ဒီစစ်ရှောင်တွေဟာစစ်ကောင်စီတပ်ရဲ့ချီလင်းစစ်တောင်းထိုးတာလက်နက်ကြီးပစ်တာနဲ့လေရင်ဘုံကျဲတာတွေကြောင့်ကြောက်တော်ရွာကနေစစ်ရှောင်လာသူတွေဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားကြောင်းသတင်းရရှိပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ အာနာသိန်းစစ်ကောင်စီတပ်ကပြည်သူလူထုကိုအာဓမစစ်သားစုဆောင်းနေတဲ့လောက်ရကစစ်ကောင်ဆောင်မင်းအောင်လာရဲ့အကျိုးစီးပွားအတွက်အာဓမအသုံးချနေတာဖြစ်တယ်လို့ကရင်အမျိုးသားလွတ်မြောက်ရေးကြံတော် KNL ဘဟုစစ်ဌာနချုပ်ကမနေ့ကစက်တင်ဘာလ26ရက်နေ့မှာထုတ်ပြန်လိုက်ကြောင်းသတင်းရရှိပါတယ်ရှင်စစ်ကောင်ဆောင်မင်းအောင်လာတွားနေတဲ့နိုင်ငံရေးအခင်အကျင်းနဲ့ဖောက်ပြန်တဲ့စနစ်ဟာပြည်သူတရက်လုံးအားထာဝရကျွံပြူရေးတာဖြစ်တယ်လို့လည်းဖော်ပြထားပါတယ် သူ့ရဲ့အကျိုးစီးပွားအတွက်နဲ့ကျူးလွန်ထားတဲ့ရာဇဝတ်မှုတွေကိုပြည်သူကတရားဥပဒေနဲ့ညီဒဏ်ခတ်ခြင်းမှာရှောင်ရှားရန်စစ်တပ်ဖြင့်ကာကွယ်ထားပြီးဖက်စစ်စစ်တပ်ပြီးပြီးပြည်သူလူထုတရက်လုံးအပေါ်ရာဇဝတ်မှုကျူးလွန်တဲ့တပ်ဖြစ်တယ်လို့ KNL ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်စစ်တပ်ထဲကိုပြည်သူတွေဝင်ရောက်ထမ်းဆောင်လို့စိတ်မရှိတာလက်ရှိစစ်တပ်တွင်ပြုံတိအင်အားများပြားတာတွေကြောင့်ပြည်သူစစ်မှုထမ်းဥပဒေကိုထုတ်ပြန်ပြီး အာရမစစ်သားစုဆောင်ဖြစ်တည်နေရတယ်လို့ KNL ကထုတ်ပြန်ထားပါတယ်။အဲ့ဒီစစ်သားတွေနဲ့မိသားစုဝင်တွေကိုပုံစံမျိုးစုံနဲ့အကြက်ကန်အရေးယူတာချိန်ချောက်တာဝါရမိုင်းတိုက်တာတွေဒီဇိုင်းမမတ်လုပ်နေတယ်လို့ရှေ့တန်းစစ်မျက်နှာမှာအာရမစုဆောင်ထားတဲ့စစ်သားတွေကိုအတိစိတ်ကင်းမဲ့စေဖို့မူရစ်စေဝါတိုက်ကြပြီးအရှိစီယိုအနေနဲ့ခံကြုံလုံးနေတာ ဖြစ်ကြောင်းလည်းဖော်ပြထားပါတယ်။မင်းအောင်လာရဲ့လောက်ရဟာပြည်သူလူထုတားသမီးရဲ့အသက်တချောင်းကို ခြံစီရိုးတိုင်တစ်ချောင်းလောက်တော့တံမိုးမထားပဲလူသားတိုင်းအဖြစ်တနိုင်ငံလုံးကြက်ကြက်ပြက်ပြက်အသုံးချနေတာကိုပြည်သူတရက်လုံးသိစေအပ်ပါတယ်လို့ KNL ကဆိုပါတယ်။အာနာသိန်းစစ်တပ်ဟာနိုင်ငံတဝန်းလူငယ်တွေကိုအဓိကထားပြီးမိမျိုးစုံနဲ့စစ်သားစုဆောင်းပြီးအချိန်တိုစစ်တင်နှံပြီးရှေ့တန်းစစ်မျက်နှာဆေးလွတ်နေတဲ့အပြင်တိုက်ပွဲတွေမှာရှေ့ဆုံးကလူသားတိုင်းအတွင်စစ်တိုက်ခိုင်းတာတွေလှုံ့ဆော်ရရှိတယ်လို့ကရင်ကချင်နဲ့ ရခိုင်ကြိုက်ပွဲတွေမှာတော်လန်ရေးအဖွဲ့တွေစီကိုအလင်းဝင်ခဲ့ကြတယ်။စစ်ကောင်စီတပ်သားတစ်တွေကပြောပြထားကြအောင်တည်င်းရရှိပါရယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့သခိုင်းတိုင်းရင်းမပင်ခရိုင်ပလဲနယ်မှာအမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံအဖွဲ့အစည်းတွေကတစ်ရောင်စာမှုရှိနေတာကြောင့်ဘုန်းနဂါဥဆောင်တဲ့ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNI အနေနဲ့ ပြက်ပြက်တသားသိမ်းယူပြီးဒေတာအကျိုးအတွက်အသုံးပြုမယ်လို့ထုတ်ပြန်လိုက်ကြောင်းသတင်းရရှိပါရရှင်။ပလဲမျိုးနယ်အတွင်းတဘာဝတယံစာတာတစ်ထောက်ယူနေတဲ့ဂိုင်းကနာတွေနဲ့အဖွဲအစီများတည်စီရန်ဆိုတဲ့ခေါင်းစဉ်နဲ့ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNR ကစက်တင်ဘာလ25ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်။ပလဲနယ်ဟာအရင်က PPDF အမည်အခု BNR တပ်ဖွဲ့ကိုယ်တိုင်ဂျမတ်ဦးချနေမြရှင်းလင်းခဲ့ရတဲ့နေမြဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ မြို့နယ်အတွင်းနယ်မြေပိုင်ဆိုင်နိုင်ဖို့အကောက်ခွန်တစ်ကြမ်းမှာကောက်ခံ30ကျင်းမရှိတဲ့တစ်တလမှာထောက်ယူ30ခွင့်မရှိတဲ့အဖွဲ့တွေရဲ့အဓိကဦးဆောင်မှုစ조사အထောက်မှုနဲ့စ조사ခဲ့တာဖြစ်တယ်လို့ BNR ကဆိုထားပါတယ်။နယ်မြေရှင်းလင်းစုမုံမှုရယူခဲ့တဲ့ပလဲဒေတာအတွင်းကနဦးပိုင်ထိမ့်သိမ့်ထားတဲ့တစ်တန်ချိန်ထောင်ပေါင်းများစွာကိုစစ်ဘေးတင်မိဘေးတင်လူလူအတွက်အိုးအိမ်ပြန်လဲထူထောင်ရေးရည်ရွယ်ထားခဲ့ပြီးမယ်။ NUG လက်အောက်ခံအဖွဲ့အစည်းတွေက တော်လန်ရေးတော်လန်ရေးအကြောင်းပြုကိုဂျိုးစီးပွားအလုံကထောက်ယူသုံးဆွဲခဲ့တယ်လို့ BNR တွေကပြောဆိုထားပါတယ်။ဒါပြင်ဒေတာအကျွင်မှာလားစင်ကောက်ယူသုံးဆွဲနေတော့လဲဒေတာအတွင်တိတာထင်ရှားတဲ့စစ်ရေးစခန်းသိမ်းစစ်စင်ရေးတွေကို NUG ရဲ့လက်အောက်ခံအဖွဲ့အစည်းများမှဦးဆောင်ပြီးတခြားအဖွဲ့များထက်ထူကဲပြီးကြည်ကြည်မားမားပြောင်ပြောင်မြောင်မြောင်ပြုလုပ်ခဲ့ခြင်းမရှိဘူးလို့လည်းထုတ်ပြန်ကြမှာဆိုထားပါတယ်။ဒါကြောင့်ကြေညာချက်ထုတ်ပြန်ပြီးတဲ့အချိန်ကစပြီး မြည်သည့်အဖွဲအစီမြည်သည့်ဂိုင်းကနမစိုးပလဲမြို့နယ်အတွင်းတော်လန်ရေးအကြောင်းပြကိုဂျိုးစီပွားအတွက်တစ်တော်များကိုခောက်လဲထုတ်ယူသုံးဆွဲကြခြင်းတည်ဆောင်ခြင်းများတွေ့ရှိပါက BNR အနေနဲ့ပြက်ပြက်သားသားသဲယူပြီးဒေသခံပြည်သူနဲ့ပူးပေါင်းကဒေတာဖွင့်ပြရေးအတွက်သုံးဆဲသွားပြီဖြစ်ကြောင်းကို BNR တွေကအသိပေးထားပါတယ်။စစ်ရေးနဲ့ဒေတာဖွင့်ပြရေးအတွက်အမှန်တကယ်လိုအပ်ရင်တာဝန်ခံတွေကိုယ်တိုင်က BNR တွေနဲ့ဆွေးနွေးနိုင်တယ်လို့ ထုတ်ပြန်ကြမှာဖော်ပြထားကြောင်းသတင်းရရှိပါရရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အကြံဖတ်စစ်တပ်ကအသက်16နှစ်မပြည့်သေးတဲ့လူငယ်တထောင်ကျော်ကိုအာရမစစ်မှုထမ်းအတွက်ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းသူတို့ရဲ့စစ်တပ်ပိုင်းဝါဒဖြန့်မီဒီယာကတစင်ဝန်ခံပြောဆိုလိုက်ကြောင်းသတင်းရရှိပါရရှင်အသက်မပြည့်အရွယ်မရောက်သေးတဲ့လူငယ်တထောင်ကျော်ကို အာမစစ်မှုထံအတွက်ပေါ်တာဆွဲဖန်စီခဲ့တဲ့အတွက်မိဘအောက်ထိန်သူတွေထံပြန်လည်အနှံပြီးကြောင်းနဲ့ပေါ်တာဆွဲခံရသူများကိုလည်းအရေးယူခဲ့ကြောင်းစစ်တပ်ပိုင်းမီဒီယာကနေဝါဒဖြန့်ကြေညာခဲ့ပြီးမယ်တကယ်မြေပြင်မှာတော့အသက်မပြည့်ပဲအာမစစ်မှုထံအတွက်ပေါ်တာဆွဲခံရသူပေါင်းအများအများရှိနေစေဖြစ်တယ်လို့ပေါ်တာဆွဲခံရပြီးပြန်လည်ထွက်ပြေးလွတ်မြောက်လာသူတွေထံကသိရှိရပါတယ်စစ်တပ်ကဗိုလ်ချုပ်ကြီးမမောင်အေးကအရွယ်မရောက်သေးသူကလေးတငယ်တွေကို စစ်မှုထမ်းခြင်းမှာကာကွယ်တာစီထိမ့်သိမ်းရေးကော်မတီအစည်းအဝေးမှာသူတို့ကအတမပြည့်သူတွေကိုအာရမစစ်မှုထမ်းအတွက်ပေါ်တာဆွဲခဲ့ကြောင်းဝန်ခံခဲ့တာဖြစ်ပါတယ်။စစ်တပ်ဘက်ကအတမပြည့်သူများကိုအာရမစစ်မှုထမ်းကင်းလွတ်ခွင့်ပေးခဲ့တယ်ဆိုပေမဲ့ယခုအချိန်အထိတော်လှန်ရေးတပ်ဖွဲ့များထံမှစစ်တုပ်ပန်းအပြည့်ဖမ်းဆီးခံရသူများတွေမှာအတမပြည့်သူတွေပါဝင်နေစေဖြစ်ကြောင်းသတင်းရရှိပါတယ်ရှင်။ ောက်ချက်သတင်းတစ်ပုဒ်အနေနဲ့စစ်ကော်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲကိုစန့်ကျင်ကန့်ကွက်ပြီးသူတို့ရဲ့ထိန်းချုပ်နယ်မြေအတွင်ရွေးကောက်ပွဲဖြစ်မြောက်ရန်ကြိုးပမ်းမှုများကိုပြက်ပြက်တသားအရေးယူဆောင်ရွက်သွားမယ်လို့ချင်းညိနာအဖွဲ့ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ရှင်။မနေ့ကစက်တင်ဘာလ25ရက်နေ့ညပိုင်းကထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီးပြည်သူလူထုရဲ့သဘောဆန္ဒမပါဘဲတရားမဝင်ရွေးကောက်ပွဲဖန်တီးခြင်းဟာဒီမိုကရေစီစနစ်ကိုစန့်ကျင်ပြီးပြည်သူအာဏာကိုအတင်းအဓမ္မလူယူရန် စ조사ခြင်းဖြစ်တယ်လို့ထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။လက်ရှိချင်းကြီးနာအဖွဲ့ဟာချင်းပြည်နယ်မတူပြီးမင်းကြက်ကံပတ်လန်ဖလန်းနဲ့ကျင်တွေးမြို့များကိုတိမ့်ပိုက်ထိန်းချုပ်ထားပါတယ်။အကြံဖတ်စစ်ကော်မရှင်ဟာချင်းကြီးနောင်တိမ့်ပိုက်ထားတဲ့မြို့များအနက်ကျင်တွေးမြို့မှာအပကြံသုံးမြို့တွေရွေးကောက်ပွဲကျင်းပမယ်လို့ထုတ်ပြန်ထားတော့လေ။အဲ့ဒီမြို့တော်မြို့ဟာယခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာစမယ်ရွေးကောက်ပဲပထမပိုင်းမှာပါဝင်အောင်မှမဟုတ်ဘူးလို့စစ်ကော်မရှင်ကထုတ်ပြန်ထားပါတယ် ကျင်းပမဲ့ရွေးကောက်ပွဲဟာဒီမိုကရေစီနီးလန့်ကျရွေးကောက်တင်မြှောက်တယ်။အစိုးရဖြစ်မလာမယ့်အပြင်ပြည်ပခန့်တွေကိုပုံမကြီးထွားစေကြောင်းနိုင်ငံသားတိုင်းဂျန်တူမဲပေးပိုင်권မရှိပဲနိုင်ငံရေးအရထွက်ပေါက်ရှာတဲ့စစ်ကော်မရှင်တပ်ရဲ့စစ်အာဏာရှင်စနစ်သက်သောရှေ့ရေးအတွက်ကြိုးပမ်းမှုသာဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုအားပေးထောက်ခံခြင်းမပြုရန်ချင်းညိနောက်ကတိုက်တွန်းထားပြီး တနိုင်ငံလုံးရှိမိဖတ်ဒေါ်လာရေးအဖွဲ့အစည်းများနဲ့လက်တွဲကရွေးကောက်ပွဲကိုစန့်ကျင်သွားမယ်လို့ထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အကြံဖတ်စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲမှာဘုံမူးနဲ့ဒုဗိုလ်မိုးကြီးအစင်ရှိသူတွေ၁၀ယောက်လောက်ဟာအငိမ့်စားယူပြီးတိုင်းရင်းသားစီလုံးညွညွရေးပါတီတာဆညာပါတီကနေဝင်ပြိုင်မှု တင်ထားတယ်လို့လည်းတာဆာညာပါတီနဲ့နှိဆက်သူတွေထံကသတင်းရရှိပါရရှင်။တာဆာညာပါတီနဲ့နှိဆက်သူတယောက်ကလက်ရှိမှာတော့မင်းအောင်လှိုင်ကိုမကြိုက်လို့ပဲဆိုဆိုဘလို့ပဲပြောပြောသူတို့အခုလက်ရှိလုံးမယ်လို့စီစဉ်နေတဲ့ရွေးကောက်ပွဲမှာတော့မဲပေးမဲ့သူနဲတာနဲ့ကြံ့ဖို့ကအလိုလိုအနိုင်ရမှာပဲ။သိကြတာကအခုတက်နဲ့ကြံ့ဖို့ကအစဉ်ပြေကြီးမဟုတ်လားဘူး။ဒါကြောင့်မို့လဲတာဆာညာကိုဘုံမူဒူးဘုံမူကြီးတွေကို ရွှေပြောင်းထည့်သွင်းတယ်လို့ယူဆမယ်ဆိုရင်ယူဆလို့ရတယ်လို့ပြောပါတယ်။ဒါမဲ့ဒီဇင်ဘာမှာလုပ်မဲ့ရွေးကောက်ပွဲအတွက်တာဆာညာပါတီရဲ့ကိုယ်စားလှယ်လောင်းနေတဲ့မှာစစ်တပ်အငိမ့်စားတွေပါတယ်လို့ပါတီဥက္ကဋ္ဌဦးသိန်းထွန်းကပြောပါတယ်။စစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်းတိုင်မဲ့လွှတ်တော်ကိုယ်စားလှယ်လောင်း4963ယောက်မှာတာဆာညာပါတီက694ယောက်အမည်စရင်တင်သွင်းထားပြီးစံခါရေးပါတီပြီးရင်ဒုတိယကိုယ်စားလှယ်လောင်းအများဆုံးပါတီပဲဖြစ်ပါတယ်။ ိုင်းရင်သာစီလုံးညညွတ်ရေးပါတီတာဆာညာဟာအာနာရှင်ဟာဦးနေဝင်းရဲ့မြမရွှေဆက်လက်လမ်းစဉ်ပါတီကိုနာမည်ပြောင်းပြီး1988ခုနှစ်မှာဖွဲ့စည်းခဲ့တာပါဒီပါတီဟာ1990ရွေးကောက်ပွဲမှာ NLD ပါတီရဲ့အဓိကပြိုင်ဘက်ဖြစ်ခဲ့ပါတယ်အာနာသိစစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အတုရောက်ရွေးကောက်ပွဲဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ရှင်